ချင်းသူပြည်သူလူထုအပါဝင်တိုင်းသာခေါင်းဆောင်များအားလုံးကိုနှုတ်ခွန်းဆက်ပါတယ်ကျွန်တော်မေယိုမေးနေလေးတခုတော့မေးခွင့်ပြုပါအဲ့ဒါဘာလဲဆိုတော့ဒီကနေ့တက်လာတဲ့ကျွန်တော်တို့ရဲ့ပြည်သူလူထုကြီးဟာတစုံတယောက်ကများအမိတ်အာဏာကိုတုံးပြီးတော့မတက်မနေရမတက်တဲ့သူ ကိုတာဝန်မဲလို့ချိတ်ချောက်ခံရလို့တက်လာတဲ့လူများပါလားခင်ဗျာချိတ်ချောက်ခံရလို့တက်လာတာလည်းမဟုတ်ဘူးဒီလိုပဲအဲ့ဒီလိုလုတ်ပိုင်ခွင့်ရှိတဲ့သူကယုံဝတ္ထုပစ္စည်းတွေနဲ့မြူဆွဲပြီးတော့ဒီခန္ဓာကိုတက်ရင်ဒါရမယ်စာအုပ်ကြီး30လားပေးမယ်လို့ပါလို့အဲ့ဒီလိုကျွန်တော်တို့ကမြူဆွဲလို့တက်လာတာလားကျွန်တော်တို့ဟာချင်းချောက်တာကိုကြောက်လို့စိတ်မပါပဲ ရုပ်ခန္ဓာကြီးရောက်လာတာလည်းမဟုတ်ဘူးနောက်တစ်ခုကမလုံးတွေရုပ်ဝိထုတွေမလျော်မကန်မယိုးသားတဲ့အခွင့်အလန်းတွေနဲ့ချားရောင်သွေးဆောင်လို့ရောက်လာတာလည်းမဟုတ်ဘူးအဲ့တော့အကြောက်တရားကြောက်လည်းမဟုတ်ဘူးလောဘနဲ့ရောက်လာတာလည်းမဟုတ်ဘူးကိုယ်စံတာနဲ့ကိုယ်တက်လာတယ်လို့ယူဆပါတယ်ဟုတ်ပါရဲ့လားဒီလိုလူတို့ဒီခဏကျွန်တော်တို့ဒီကနေ့ဒီချိန် ီတိုင်းပြည်မှာအခုကျင်းပတဲ့အခမ်းအနားကဒီနေရာမှာပဲတက်လာတဲ့ပြည်သူလူထုတွေမကပါဘူးလို့ကျွန်တော်တို့တနိုင်ငံလုံးကစိတ်လုံရှားမြေခုံစွာနဲ့စောင့်ကားနေပါတယ်နိုင်ငံတကာကလည်းမျက်စိမပြတ်စောင့်ကြည့်နေပါတယ်ဘယ်ချက်ကိုကြည့်တာလဲဆိုတော့ဟောဒီလူမှုပဒိညာဉ်တစ်ခုဖြစ်တဲ့လူနဲ့လူလူဖွဲ့စည်းကြားထဲမှာစာချုပ်ချုပ်ဆိုကြတဲ့ကြောက်နေကြောက်ဘယ်လိုနေမယ်ဘယ်လိုစည်းကမ်းတတ်မှတ်မယ်ဆိုတဲ့စာချုပ်တွေဖြစ်တဲ့ဖွဲ့စည်းပုံ အဲ့ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုတကယ်ပြင်ရင်လည်းပြည်သူလူထုတွေဘယ်လောက်စိတ်အားထက်သန်တယ်လဲဘယ်သူတွေကအနိုင်ကျင့်ထားတဲ့အဲ့ဒီဥပဒေကိုပြင်ဆင်ဖို့ခြေခံပြီးရဲနေတယ်လဲဆိုတာကိုတဲတဲ၊ကွဲကွဲသိရအောင်ဒီကနေ့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းကြားမယ်နေ့ဖြစ်ပါရဲ့အဲ့တော့ဒီခွင့်ရမှာလည်းမကောက်ပါဘူးပြည်တော်စုတစ်ခုလုံးကစောင့်ကြည့်နေပါတယ် ကျွန်တော်တို့ ਨੇ သဘောထားတူတဲ့လူတွေကမျိုးမျိုးစုံနဲ့ဆက်ပြီးတော့အားပေးကြပါလိမ့်မယ်။ဒီမှာအရေးကြီးတာကကျွန်တော်တို့ဒီကနေ့ဟာလူတို့ရဲ့အရေးအတွက်အင်အားနဲ့ပြရတဲ့ပွဲလို့မဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းကအရေးအတွက်အင်အားပြမယ်ဆိုရင်ဟောဒီရန်ကုန်တမြို့လုံးစီပင်သားရလယ်မိတ်တစ်ခုလုံးလူပင်လေကြီးပြစ်သွားအောင်နန်းလေးပေါ်ပြစ်လာအောင်ကျွန်တော်တို့အားလုံးဖန်တီးထိုင်ပါတယ် အပ်ခဲ့တယ်အားလုံးနားနေပေါ်မှာပြည့်သွားအောင်အခီကျွန်တော်တို့ပြည်သူလူထုစွမ်းဆောင်လဲစွမ်းဆောင်နိုင်တယ်စွမ်းဆောင်လဲပြခဲ့ပြပါပြီလိုအပ်တယ်ဆိုရင်ကျွန်တော်တို့ဟာအဲ့ဒီလိုအင်အားကိုပြတာမျိုးအရေးအတွက်ကိုပြတာမျိုးအရေးအတွက်ကိုပြတာမျိုးကျွန်တော်တို့လုပ်နိုင်ပါတယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ကအရေးအတွက်အင်အားပြပြီးတော့ချင်း၆ဒါမျိုးမဟုတ်သေးပါဘူး။ဘာလို့ပြလဲဆိုတော့ကျွန်တော်တို့ပြည်သူလူထုရဲ့ အရေးအချင်းကိုပြတာပါအရေးအချင်းဆိုတာဘာလဲဆိုတော့ပြည်သူလူထုဟာဘာမှမသိနားမလည်တဲ့ကောင်းတွေကွာလို့အဲ့ဒီအဓိပ္ပာယ်နဲ့တင်းကျပ်ပြီးတော့စည်းကမ်းပြည့်ဝတော့ဒီမိုကရေစီဆိုပြီးတော့သူတို့ပြထားတယ်ကျွန်တော်တို့ပြည်သူလူထုဟာအခုကြည့်ပါငြိမ်သက်စွာစည်းကမ်းရှိစွာနဲ့နားထောင်နေဒီမှာလူထုကောင်းဆောင်ရှိတယ် သူကပါပြည်သူလူထု၏မတ်တပ်ရပ်ကြလိုက်ပါဆိုရင်အားလုံးမတ်တပ်ရပ်ကြမယ်မလားဟုတ်ပါတယ်ပြည်သူလူထု၏လက်တွေအားလုံးကိုမြှောက်လိုက်ပါဆိုမြှောက်မယ်မလားဟုတ်ပါတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုဟာကိုယုံကြည်တဲ့ကောင်းဆောင်တဲ့ဆိုရင်တရားတွေရဲ့နောက်ပဲများလို့အစိုက်မမလိုက်ပါတယ်နောက်တစ်ခုအခုစီကံတေဝစွာနဲ့ငင်းချမ်းစွာနဲ့စုဝေးတဲ့အရေးအသွေးရှိတယ်အဲ့တော့ကျွန်တော်တို့ပြည်သူလူထုကို စီကံမရှိတဲ့သူတွေဖြစ်တဲ့အတွက်စီကံဒိန်းလိုတယ်ဆိုတဲ့အခြေခံဥပဒေမျိုးလုံးလုံးမလိုတော့ဘူးဆိုတာထင်ရှားနေပါပြီစီကံရှိ ਉ လားလို့ရေးွယ်ရှိပါတယ်စီကံရှိ ਉ မယ်မကောက်ပါဘူးဒုတိယအချက်ကတွေးခေါ်မျှော်မြင်နိုင်စွမ်းပါကျွန်တော်တို့ပြည်သူလူထုမှာလည်းစာကြီးပေကြီးမဖတ်ဘူးတဲ့လူပါကောင်းပါပေမဲ့ဘဝအတိတ်ကိုကိုယ်စီကြည့်နေပါပြီ ကျွန်တော်တို့ဖြတ်တန်းခဲ့ပြီးပါပြီအမှောင်ဆုံးအကျန်းတန်းဆုံးတွေကိုဖြတ်တန်းခဲ့ပြီးပါပြီကျွန်တော်တို့ပြည်သူလူထုဟာစကလုံးအဖြစ်နိုင်ငံရေးဝါဟာရတွေကိုမပြောတတ်ရင်လာရှိပါလိမ့်မယ်ဘယ်အဖွဲ့အစည်းဘယ်ပုဂ္ဂိုလ်တွေဟာတသက်လုံးငါတို့နယ်ပင်ကိုတက်နှင်းလာတယ်လဲဆိုတာပြည်သူလူထုသိပြီးသားပါလို့ကြားတာတိုင်းပြည်ကိုဘယ်လောက်ချစ်ကြပြောပြောအမျိုးသားရေးဘယ်လိုပဲကြွ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  တမျိုးသားလုံးနောက်ဆုံးအချိန်တွေဒီကနေ့ဆိုရင်ဘွဲရပြီးတဲ့ဘွဲရလူငယ်တွေမဟာဘွဲတက်နေတဲ့လူငယ်တွေတောင်ဟောင်ကောင်ကျွန်းမှာအိမ်ပေါ်လုတ်ဖို့တွားနေရတဲ့အဆင့်ကိုရောက်နေပြီကျွန်တော်တို့မှာအဲ့ဒါအဲ့ဒီအချိန်ရောက်အောင်ခံပြီးခဲ့တဲ့သူတွေဟာအမျိုးသားရေးဓမ္မလာကိုကျိုးဓမ္မလာဆိုတာလည်းပြည်သူလူထုတိတယ်နောက်တစ်ခုပြည်သူလူထုအတိဆုံးတွေဟာဘယ်အဖွဲ့အစည်းတွေ ဘယ်ပုံကူလေးဟာငါတို့နဲ့အတူကန်တူအကျိုးပေးအေးတူဘူးမြငါတို့ကြော်ရင်ကြော်မယ်ငါတို့ဝမ်းနေရင်သူတို့မြင့်ရင်ကြမယ်အဲ့ဒီလိုပုံကူအဲ့ဒီလိုအဖွဲ့အစည်းတွေဟာဘယ်သူတွေလဲဆိုတာလဲကျွန်တော်တို့ပြည်သူလူထုအသိဆုံးဖြစ်ပါတယ်ဟုတ်ပါရဲ့ပြည်သူလူထုမှာနောက်တစ်ခုဘယ်ဥပဒေဘယ်စာချောင်းတွေဟာဥပဒေသက္ကတော့ကပြည်သူလူထုမရွတ်တက်ပင်လဲ ငါတို့ကိုနဖားချိုးထိုးထားတယ်ငါတို့ကိုကြုံပြုတ်ထားတယ်ဆိုတာလည်းပြည်သူလူထုသိပါလေဟုတ်ပြီကျွန်တော်တို့ပြည်သူလူထုဟာတခင်ဖြစ်တယ်ဆိုတာကိုပြဖို့တော့လိုပါပြီတခင်စိတ်တခင်အကြံနဲ့တခင်တို့ရဲ့ဓာတ်အလံကိုလွှင့်ထူဖို့အတွက်ငါတို့တိုင်းကဘာကျွန်စစ်တက်ကျွန်ဘယ်ကျွန်မှမခံဘူးဆိုတာပြဖို့ဒီနေ့ဆုဝေးကြတယ်လို့ပြောတယ်ဟုတ်ပါတယ် ဲ့တော့လူကိုလူချင်းကြုံပြုတ်တယ်လို့ဘာမှမသိနားမလဲတဲ့ကောင်းပြီပါကွာဆိုပြီးတော့စီကန်းနဲ့ထိမ့်မယ်ဆိုတာမျိုးအဲ့ဒီအခြေခံဥတည်ရဲ့အနှစ်သာရတွေကအာနာရှင်ပြီးစိတ်ကြဲကြီးဆွဲခဲ့တဲ့အခြေခံဥတည်ပါအခုဆိုရင်ပဲတိုင်းအစ်စ်အမြင့်ဆုံးအာနာပုဂ္ဂိုလ်ကပြောပါတဲ့ဘာမှပြင်ကြမလို့ဘူးပြင်ဖို့ကိုပြောကြမလို့ဘူးလို့ဆိုပါတယ်ဘာလို့ပြတယ်လဲဆိုတော့သူက အဲ့ဒီဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဟာအဲ့ဒီအချိန်ကနိုင်ငံရဲ့ထိပ်တန်းပုဂ္ဂိုလ်တွေပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ကောင်းပါပြီ။ကြံကြည့်အောင်ထိပ်တန်းပုဂ္ဂိုလ်တွေပါခဲ့တယ်မှာပါခဲ့တယ်ဆိုတာကျွန်တော်တို့ကိုယ်တိုင်ကအဲ့ဒီအချိန်မှာထောင်နေနေမှာပါ။ပြည်သူလူထုဖြစ်တဲ့ခေါင်းဆောင်ယုံကြည်တဲ့ခေါင်းဆောင်အဲ့ဒီအချိန်မှာအကျယ်ချုပ်ကြနေမကြနေမှတ်မိပါတယ်ပြည်သူလူထု။ဟုတ်ပါတယ်။အဲ့လိုပဲတိုင်းရင်းသားခေါင်းဆောင်တွေအများစုဟာလည်းအချင်းတောင်တွေထဲမှာနှိမ့်ပိတ်ပြီးတော့အပိတ်ခံထားတဲ့အချိန်မှာ ဒါဆိုရင်အဲ့ဒီဖွဲ့စည်းပုံရေးဆွဲခဲ့တဲ့နေရာမှာပါတယ်ဆိုတော့ထိတ်တန်းပုတ်ကူဆိုတာဘာလို့ဒီပါလဲပြည်သူလူထုကိုကိုယ်အသွေးအသားလို့သဘောထားရမယ်အစတစ်ခနေစီတာနဲ့ပြည်သူလူထုကသဆုံးတရားကိုလူကျင်လို့ငြင်းကြွလို့ပြောတော့မယ်ဆိုတာနဲ့အကျန်းဖက်နေင်းတဲ့နေရာမှာထိတ်တန်းကြတဲ့ပုံကူလေးလား ပြည်သူလူထုအားလုံးပိုင်တဲ့ဟောဒီပြည်တော်စုကြီးတစ်ခုတည်းရဲ့တယံဇာတပစ္စည်းတွေနောက်မမွေးသေးတဲ့ကလေးတွေပါပိုင်တဲ့တယံဇာတပစ္စည်းတွေအဲ့ဒါအားလုံးကိုကြောက်လို့ပဲဖြစ်ဖြစ်အခွင့်အရေးတပဲဖြစ်ဖြစ်လက်ညှိုးထိုးပြီးတော့ဈေးပေါ်ပေါ်နဲ့ရောင်းစားခဲ့တဲ့တိတ်တန်းပုံပုံတွေလားဒီလိုရှိပါတယ် ျွန်တော်တို့ပြောနေတာဖွယ်ကြီးအုပ်ချုပ်ကိုအခြေခံဥပဒေကြောင့်ပြောနေတာပါဒါပေမဲ့ရေးဆွဲခဲ့တဲ့သူတွေဟာဘယ်သူလဲဆိုတာကိုတစ်ဖက်ကပြောလာတဲ့အတွက်ကျွန်တော်တို့တုံ့ပြန်ရပါလိမ့်မယ်အဲ့ဒီတော့စဉ်းစားကြည့်ပါတူတူတူကြီးခုနကလည်းဥပဒေပြင်ဟာနားလေတက်ကြမ်းနေဆရာကရှင်းပြခဲ့ပြီးပါပြီနိုင်ငံတော်ကိုအုပ်ချုပ်ရေးအာဏာမှာအမြင့်ဆုံးဟာနိုင်ငံတော်သမ္မတပါအဲ့ဒီသမ္မတဟာစီရင်အမြင်ရှိရမည်ဆိုတော့စဉ်းစားကြည့်ပါ ျွန်တော်စဉ်းစားကြတခုပဲပြပါမယ်။ကဘာမှာစစ်တပ်အင်အားကြီးရေလေအင်အားတွေအင်မတန်အကောင်းဆုံးတကဘာလုံးမှာစစ်အင်အားတွေဖြတ်ကျက်ထားပြီးတော့စစ်စစ်မပြတ်စစ်တွေတိုက်စစ်စင်ကြီးတွေလုံနေရတဲ့အမေရိကန်ပြည်ထောင်စုမှာတော့အဲ့ဒီတပ်အားလုံးကိုချုပ်လိုက်တဲ့စစ်တေကပဋိချုပ်ဟာသမတ္တတက်ကိုကွာခြားပါတယ် အဲ့ဒီမှာကာဝေးဥစီချုပ်ဆိုပြီးတော့ဘုကျုံမူကြီးဆိုတဲ့ရာဇူးမျိုးနဲ့မထားပဲနဲ့အယက်သားကလာကာဝေးဥစီချုပ်ဖြစ်ပါလေ။ကျေးဇူးပြန်ကောင်းပါလေ။ဘယ်ရာဇူးမှကျွန်တော်တို့ပုံတူကူးရမယ်လို့မစိုးလိုပေမဲ့ကျွန်တော်တို့ပြည်သူလူထုဟာပြေးခေါ်မျောမြင်နိုင်စွာရှိတယ်ဆိုတာကိုပြဖို့အတွက်ရွေးချယ်ကြရတဲ့သူတစ်ပါးနိုင်ငံတွေမှာဘယ်လိုကျင့်သုံးကြရလဲဆိုတာကိုနမူနာတစ်ခုပေးခြင်းဖြစ်ပါလေ။ ုံတူကူရမယ်လို့မဆိုလိုပါဘူးသို့တော့ကျွန်တော်ပြောတင်တဲ့အချက်ကအဲ့ဒီလောက်စစ်အင်အားတွေကြီးမားပြီးတော့ကမ္ဘာမှာစီရင်အရာအမတန်ဖြန့်ကျက်ထားတဲ့တိုင်းကြီးပြည်ကြီးမှာတော့ငါအဲ့ဒီစစ်ဒေသပတိချုပ်ဖြစ်တဲ့သူဟာတမနာဖြစ်တယ်အဲ့ဒီတမနာဖြစ်ရမယ့်လူဟာစီရင်အမြင်ရှိရမယ်လို့အထက်စီးကလည်းကြောတော်တော်လုပ်ထားခဲ့ဥပဒေမျိုးမပါပါဘူးမပါပါဘူးဘာလို့ဖြစ်တာလဲ သူဟာစစ်သားဟောင်းဖြစ်ခြင်းဖြစ်မယ်အရသားဘွားကလည်းလည်းဖြစ်ခြင်းဖြစ်မယ်ဘယ်သူမှမစုဖြစ်ခွင့်ရှိတယ်စီးရင်အမြင်ရှိရမယ်လို့တော်မှထဲ့မရေးထားဘူးအဓိကကပါလေပြည်သူလူထုသဘောညီညွတ်စွာနဲ့ရွေးချယ်တင်ရောက်ထားတဲ့ပြည်သူချစ်တဲ့ခေါင်းဆောင်ဖြစ်ရမယ်လို့ပဲဒါဆိုလိုပါတယ်ဟုတ်ပါပြီသနာကျော်ကျွန်တော်တို့ဒီနေ့ခြေကဥပဒေကိုပြန်ပြင်ဖို့စူးစမ်းကြတဲ့နေရာမှာ ဒီခေတ်ကဥပဒေဘယ်လိုတန်တည်တည်ခဲ့တယ်ဘယ်လိုမွေးခဲ့တယ်ဆိုတာအလုံးပြပါကျွန်တော်တို့ဟာတက်တဲ့ပြောရရင်တော့ဒီခေတ်ကဥပဒေဟာစစ်အာဏာရှင်စနစ်ရဲ့အမွေစိုးကြီးကိုကျွန်တော်တို့ဆက်ခံရတာပဲဖြစ်ပါတယ်ဘယ်အချိန်မှာဒါကိုပြည်သူတွေကထောက်ခံခဲ့တယ်လို့ပြောခဲ့တယ်လဲဆိုတော့အားလုံးမှတ်မိကြမယ်အခုလို့မေလာ အင်မတန်ကြမ်းတမ်းခဲ့တယ်ကျွန်တော်တို့တတိုင်းကြည်လို့မိုးမှောင်ကျပြီးတော့အသက်ပေါင်းသိန်းပေါင်းများစွာလူတွေတန်းပေါင်းများစွာဘဝပြည့်ခဲ့ရတဲ့နာခိမုံတိုင်းနဲ့အတူအဲ့ဒီအခြေခံဥပဒေကိုမရရအောင်သူတို့အတည်ပြုခဲ့တာဖြစ်တယ်။ဟုတ်ပါတယ်။ဒီလူလူတွေကမုံတိုင်းနိုင်ခံရလို့ကိုယ်တိုင်မခံရတဲ့လူကအဆ ကိုယ့်ရဲ့ခန္ဓာကိုယ်တနေရာမှာထိခိုက်ပျက်စီးသလိုပူဆွေးသောကရောက်နေတဲ့အချိန်မျိုးမှာပြည်သူတရားလုံးကိုယာတက်ပံကဘာတည်တည်ရဲ့ဖိနှိပ်ချုပ်ချယ်အခွင့်အူးခံမှုရေးဆွဲထားတဲ့ဥပဒေကိုစွတ်ကြထမ်းတယ်ဆိုတာဟာအတုပအေကိုထပ်ပြီးတော့မိခွင်ပြစ်တာနဲ့အတူတူပါပဲဟောမမနေနိုင်ကြရအောင်အဲ့တော့ဒီနေ့ကျွန်တော်တို့ကကျွန်တော်တို့ တကယ်သဘောတူလားမတူလားဆိုတာကိုတော့ကြက်တာကြမှာပါအစီအစဉ်တွေကိုနောက်ပြီးဒီမှာဆရာပြောက်ကရှင်းကြပါလိမ့်မယ်ကျွန်တော်တို့စူပေါင်းလက်မှတ်ရေးထိုးခွဲတွေကအစခုဆန္ဒကိုငြင်းငန်းစွာဖော်ထုတ်တဲ့ဤတွင်အကြမ်းမဖက်တဲ့ဤတွင်နဲ့ကျွန်တော်တို့စူပေါင်းပြီးတော့ကြိုးစားကြရမှာပါပြည်သူလူထုကြီးတက်တက်ကြွကြပါဝင်မယ်လို့လည်းယုံကြည်ပါတယ်ဒီကနေ့အခမ်းအနားရဲ့နောက်နေ့မန္တလေးမှာပြပမယ့်အခမ်းအနားတွေဟာအဲ့ဒီသုရှားမှုကြီးကို ပထမဆုံးကလကဖွင့်တဲ့သုချမ်းမှုဖြစ်ပါတယ်။အဲ့ဒါကြောင့်ဟောပြောတဲ့ပုံကိုယ်တွေဟာနည်းရင်နည်းလိုပါအောင်ပဲ။အောင်မြအောင်ကလကဖွင့်ရတာပါ။နောက်ပိုင်းကျလို့ရှိရင်တော့တိုင်းတွေပြည်နယ်တွေမှာမြို့တွေရွာတွေမှာထပ်ပြီးတော့လုပ်တဲ့အခါကျရင်တက်ပြီးတော့ဟောပြောကြတဲ့ပြည်သူလူထုနဲ့တိုက်တဲ့ဆက်ဆံကြမဲ့ပုံကိုယ်တွေကဒီထက်ပိုပြီးတော့ကျေပြန့်လာပါလိမ့်မယ်။အဖွဲ့အစည်းတည်းတည်းကပူပါလာမယ်။တိုင်းနာကောင်းဆောင်တွေပူပေါင်းကြမယ်။အဲ့ဒီလိုပဲရဟန်းတန်ခါတွေကအစဝိုင်းပြီးတော့ဆက်ပြီးတော့စောင့်ရှောက်တာမျိုးတွေ ပါလာပါလိမ့်မယ်အကျေပြန့်ဆုံးဖြစ်အောင်ကျွန်တော်တို့စူးစမ်းမှာပါပြည်သူလူထုဘက်ကလိုအပ်တာကဘာကိုကျွန်တော်တို့လိုချင်လဲဆိုတော့ငြိမ်းချမ်းစွာနဲ့စုပေါင်းပါဝင်ပြီးတာအခုလိုမျိုးပေါ့အဲ့တော့နေမှာလဲကျွန်တော်တို့ဟိုဆက်ပါမယ်ဒီကနေ့ကတော့ကျွန်တော်တို့ပထမဆုံးအပြည့်အစုံဖြစ်တဲ့အတွက်ကြောင့်အာဆက်ပြီးတော့နောက်မှလူထုကောင်းကောင်းလေးပြောရမယ်ဆိုတော့ကျွန်တော်မှတ်ထားတာလေးနည်းနည်းပေါ့လေအဲ့လိုလေးပဲကျွန်တော်ပြောပါမယ် အရေးကြီးဆုံးအချက်ကကျွန်တော်တို့အားလုံးပြီးခဲ့တဲ့စီးပိန်းပေါ်ဒီအဲ့ဒီတော့ကျွန်တော်ကြည့်နေပါပဲအားလုံးဒီပါဟာဘောလုံးပဲရှေ့မှာဟိုဘောလုံးပဲမတော်နိုင်တော့မှအိမ်ကတီဗီရှိရနေပြီးတော့မြန်မာအသင်းနဲ့နိုင်ငံတကာအသင်းတွေလာပြိုင်ရဲ့အဖွဲ့ကိုကြည့်ခဲ့ကြပါတယ်ကျွန်တော်တို့စိတ်ကြီးအဲ့ဒီတော့ကဘာလဲဆိုတော့အားလုံးတော့ပြီးတော့တူတယ်နိုင်ရင်လည်းနိုင်ရင်လည်းဘာဖြစ်လို့လဲကျွန်တော်တို့ဘဝတွေမှာ ေပေါင်းများတော့ပေါ့စီပွားရေးရကျမ်းမာရေးရပညာရေးလူမှုရေးအကုန်လုံးတိုင်းပြည်ရဲ့အိမ်ကြီးချင်းနဲ့ရှင်းရှင်းအဝေးနဲ့ဆိုရှင်အများအားရှုံးနေရတာကြားတဲ့အခါကျတော့နိုင်ငံစောနဲ့ကျွန်တော်တို့တွေအားပေးလိုက်ရတယ်။ကဘာမကြီးတချင်းကိုစိုးပြီးတော့မျက်ရည်တွေကျရတယ်။ကျွန်တော်လည်းပါနေတယ်။ဘာဖြစ်လို့လဲ။တမျိုးသားလုံးညီညီချင်းတမျိုးသားလုံးအောင်ပွဲခံတယ်။ဘယ်သူမှမကြံခဲ့ကြခြင်းဘူး။ဒါ ဖိုက်လိုက်လေလေကျွန်တော်ပြောသလိုပြီးတတ်တယ်ဖိုက်လိုက်လေလေယုံကြည်မယ်ဆိုတော့ကျွန်တော်နားလည်ပါတယ်။ဘာဖြစ်လို့လဲဘယ်အဖွဲ့အစည်းမှမကြံခဲ့ဘူးသူ။တစ်ချိန်ကဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့လက်နက်ကအဖွဲ့အစည်းတွေကအဆောက်ဘာဖြစ်လို့လဲဘယ်သူမှအကြီးမကျန်သေးဘူး။တမျိုးသားလို့ချီတက်ချက်ကောင်းပြီကျွန်တော်တို့ယုံယုံကြည်ကြည်နဲ့တမျက်တနိုးဆိုတဲ့အဲ့ဒီကဘာမကြီးကျွန်တော်ရဲ့အမျိုးသားတစ်ချက်ကအတိတ်ကအချက်ကဘာပါလဲ ကျွန်တော်တို့မဝေးခင်ဟိုးဘိုးဘွားတခင်ကြီးတွေကျွန်တော်တို့ရဲ့ဘိုးဘွားတွေတခင်ကြီးတွေကိုလည်းသူတို့နှလုံးသွင်းနဲ့ရေးခဲ့တာကဘာပါလဲတရားမျှတလွတ်လပ်ခြင်းနဲ့မတွေ့ဘူးဒီခြေစင်းကြားပြီဆိုတာနဲ့ငါတို့အမျိုးသားတခင်ပဲဒါဒီပင်လည်းငါတို့အတွက်ဘယ်သူဖြက်ဖြက်ဘယ်တော့မှမဖြက်တဲ့အခြေခံဥပဒေပဲလို့ကျွန်တော်တို့နှလုံးသားထဲမှာပေါ်လာတယ်။တရားမျှတလွတ်လပ်ခြင်းနဲ့မတွေ့ ပြီးတော့မှခွင့်တူညီညဝါဒဖြစ်စဉ်နဲ့ဒီဆိုတာပါတယ်အဲ့တော့တရားမျှတမယ်လွတ်လပ်ရမယ်အခွင့်အရေးတန်းညီညာကိုရှိရမယ်ဒီကနေ့တိုင်းရင်းသားတွေတက်ပါကျွန်တော်တို့ပြောတာဖြစ်တယ်အခြေခံဥပဒေပြင်ဆင်ရေးနဲ့တစ်ဆက်တည်းပွားနေရမှာကပါလဲဆိုတော့ပြည်တွင်းငြိမ်းချမ်းရေးပါပြည်တွင်းငြိမ်းချမ်းရေးမရဘဲနဲ့တခြားလုပ်ငန်းတွေလုပ်လို့မရဘူးအဲ့ဒါရဖို့ပါလို့ပါလေတန်းတူညီညာရေးလို့ပါပဲလောကပါလာတရား၃ပါးပါဒီ၃ပါးဒီတွင် ကျွန်တော်တို့အတွက်အခြေခံဥပဒေရဲ့အခြေခံအချက်ဖြစ်ပါတယ်ကျွန်တော်တို့ဆက်ဆော့ပြီးတော့တည်ခွင့်ထားတာမဟုတ်ဘူးကျွန်တော်တို့ဘိုးဘွားတွေသူ့ကြုံဘဝကလွတ်အောင်ကြိုးပမ်းတဲ့အခါမှာအန်ကျိတ်ပြီးတော့ငါတို့လူမျိုးဟာဟောဒီလိုလူမျိုးကြုံဟုတ်ဘူးတခင်ညတာတဲ့လူမျိုးစီးလုံးတဲ့လူမျိုးအဲ့ဒီအတွေ့တရားမျှတလွတ်လပ်ခြင်းနဲ့ဓာတ်တူညီငါခြင်းကိုပြည့်ကြော်ပြီးတော့ချီတက်ခဲ့တာပါ အဲ့လိုတရားမျှတမှလည်းပြည်တော်စုကိုအသက်ပေးလို့ဒုက္ခပွဲမလီဆိုတဲ့အပိုက်ကြရင်ကျွန်တော်တို့စိတ်ပါလက်ပါချက်သိမွေးမြတ်ထအောင်လက်ရုံးဆန်တတ်ပြီးတော့ဆုံနိုင်ပါပေါ့ဟောဒီပြည်တော်စုကြီးဟာတရားမျှတမှုမရှိဘူးအခွင့်ဒုက္ခတဲ့သူတွေကခံမဲ့ဒီနေ့ချုပ်ချယ်မယ်ဆိုရင်ဒီပြည်တော်စုကိုအသက်ပေးကာကွယ်ဖို့မျိုးတို့ဆက်ရှိတယ်တရားမျှတတဲ့ပြည်တော်စုသာဖြစ်ပါစေ လွတ်လပ်ခွင့်ရတဲ့နိုင်ငံသားတွေရဲ့ပြည်တော်စုတာဖြစ်ပါစေ။တိုင်းရင်းသားတွေဒဏ်မှုပြင်းရရတဲ့ပြည်တော်စုဖြစ်ပါစေ။ပြည်တော်စုကိုအသက်ပေးလို့ဒုကာဝယ်မလေးဆိုတာကိုယုံယုံကြည်ကြည်ဆိုကြမယ်လို့ကျွန်တော်ယုံပါတယ်။ဟုတ်ပါရဲ့လား။ဆိုကြမှာပဲ။ကျွန်တော်သာကြည့်ပါ။ကျွန်တော်အများအားဖြင့်ပြောလို့ရှိပါတယ်။တိုင်းပြည်ရဲ့အပြောင်းအလဲအပြောင်းအလဲလို့ပြောကြတဲ့အခါမှာမျက်စိလေအောင်လို့စိုင်းပုံတွေအလံလေး ကျွေးကြော်တာလေးကြောင်းလာကြောင်းပါလိမ့်မယ်အနှစ်သာရကတော့ညာသာများတော့အခွင့်အခံမှုပြင်းနဲ့ချုပ်ချယ်မှုတွေကြံနေပါသေးတယ်အဲ့ဒီအပေကျွန်တော်တို့လူစုပြည်တိုင်းကြီးတွေးကြည့်ပါနိုင်ငံရဲ့အလံတွေကိုကြောင်းခဲ့ပါရဲ့ဖွဲ့စည်းပုံတွေအမျိုးမျိုးကြောင်းတဲ့ခါမှာအဲ့ဒီအလံတွေသာကြောင်းပါတယ်ကြောင်းလို့မရတာကပါလဲကျွန်တော်တို့ရဲ့မျိုးသားတစ်ချင်းနိုင်ငံတော်တစ်ချင်း ဘယ်လိုစာစုမျိုးဘယ်လိုတူလိယပညာရှင်မျိုးကမှပြောင်းလို့မရဘူးဘယ်အမိတ်ဘယ်အာနာဘယ်တနတ်ပြောင်းဝနဲ့မှပြောင်းလို့ပြောင်းမခံတာကျွန်တော်တို့ရဲ့အမျိုးသားချင်းနိုင်ငံတော်တစ်ချင်းဒါကျွန်တော်တို့ယုံကြည်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ဖို့အခြေခံဥပဒေကဘယ်လိုရှိစုရမလဲဆိုတော့အမျိုးသားတစ်ချင်းရဲ့အခြေခံလေးနဲ့သွားရင်ကြားပါလေပြည်သူလူကြီးကျွန်တော်စင်သားမိသမ냐တွေးမိသမ냐ပြန်မျှဝေခြင်းပါကျန်တဲ့အပိုင်းကဆက်ပြီးတော့ ေးခေါ်ကြပါကျွန်တော်တို့ပြရမှာကဒီကနေ့အင်းအားမဟုတ်ဘူးအရေးအတွက်မဟုတ်အရေးအသွေးကိုပြမှာပါတွေးခေါ်မျှော်မြင်နိုင်စွာကိုပြမယ်ရွေးချယ်တတ်မှုကိုကျွန်တော်တို့ပြပါမယ်ဒါကိုမှတ်မိလို့ဆိုရင်ကျွန်တော်တို့ဒီပွဲကျင်းပကြိုကျွန်တော်အတွက်တော့ကျင်းနပ်ပါလိမ့်မယ်တွေးကြပါပြည်တော်စုတစ်ပါးလုံးကမြင်ပေးကြပါအခြေခံဥတည်ပြင်ဖို့ဘာကြောင့်လိုအပ်လဲဆိုတာကိုဒါတော့ဆိုရင်နားလည်ကြပါပြီ ပြည်တော်သူတဝန်းလုံးမှာပေါ့ပြပရောက်နေတဲ့ကျွန်တော်တို့နိုင်ငံသားကျွန်တော်တို့တွေးချင်းများကပါယုံယုံကြည်ကြည်မျှော်လင့်နေပါတယ်ဒီကိစ္စကိုအဲ့တော့ဟောဒီအခြေခံဥပဒေပြင်ဆင်ရေးဟာပြည်သူလူထုတာရဲ့အခရာနော်ခုနကရှင်းပြခဲ့တဲ့အတိုင်းပြည်သူကိုယ်စားလှယ်တွေအားလုံးကပြည်ရှင်တော်မှာတနက်ကန်ထားတဲ့သူတယောက်လောက်ကသဘောမတူဘူးဆိုမရဘူးဆိုတာကအင်မတန်အနိုင်ကျင့်လို့နေတယ်လို့ကျွန်တော်တို့ယူနေတယ် ုတ်ပြီအဲ့တော့အနိုင်ကျင့်လာလို့တော့ကျွန်တော်တို့ခေါင်းလို့မခံဘူးဒါပြပါလေဆက်ကြည့်ပါအဲ့လိုအနိုင်ကျင့်ဒီနေ့ချုပ်ချယ်လို့ဒီကနေ့ရလက်ဘာဖြစ်လဲကျွန်တော်တို့အားလုံးအတိကျမ်းမာရေးပညာရေးစီးပွားရေးအဆက်အစရာချုပ်ချုပ်နေဒီတော့ကျွန်တော်တို့ပြည်သူလူထုခင်ဗျာတပတ်နိုင်ငံမှာမရအဖြစ်ရောင်းစားခံရတဲ့ကျွန်တော်တို့အားလုံးရဲ့နှမများအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုပြင်အောင်စူးစမ်းပေးပါကျွန်တော်တို့ဘဝကြီးချိန်ကိုက်မဲမောင်ရှင်သေးွေတွေနဲ့အနတ်ဇိုးတွေနဲ့ကင်ဆာဖြစ်နေရမဲ့ချိန်မှာတပည့်နိုင်ငံတွေကိုဓာတ်ငွေတွေဈေးပေါ်ပေါ်နဲ့ရောက်ခံပြီးကျွန်တော်တို့မျိုးဆက်တွေရောဂါပဲရသူပြောခြင်းမှာကင်းလွတ်အောင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ပေးကြပါ ကျွန်တော်တို့ချစ်မြတ်လို့တဲ့တောင်တန်းကြီးများကျွန်တော်တို့အားလုံးရဲ့အသေးနှလုံးမိခင်အေယာဝတီကိုကာကွယ်စောင့်ရှောက်ဖို့အတွက်အခြေခံဥပဒေပြင်ပေးကြပါဒီပန်းနိုင်ငံလေးမှာကျွန်တာကအိမ်ပေါ်ဘွားနဲ့မျက်နှာငယ်နေရတဲ့ကျွန်တော်တို့ရဲ့အမျိုးကျွန်တော်တို့ရဲ့မိသားစုတွေတခင်လိုခေါင်းပေါက်နိုင်အောင်အခြေခံဥပဒေပြင်ပေးကြပါ ြစ်အဆက်ဆက်ကလူကိုလူချင်းလက်နဲ့နဲ့အနိုင်ကျင့်ပြီးတော့ဓာတ်ထက်တဲ့သူဘယင်ဖြစ်စတန်းအဲ့ဒီလိုတော်ရင်ဥပဒေကြီးကိုပြင်ပေးကြပါကျွန်တော်တို့ပြည်သူလူထုကဉာဏ်ပညာအမျော်အမြင်ရှိတယ်၊ရွေးချယ်ဆုံးဖြတ်နိုင်စွမ်းရှိတယ်၊ထို့အတူတတ်တိလည်းရှိတယ်ဆိုတာကိုကြားတဲ့အနေနဲ့အခြေခံဥပဒေပြင်ပေးကြပါ နောက်ဆုံးပြောနေတာကတော့အဲ့ဒီကျွန်တော်တို့ခုနကရုပ်စုပြထားတဲ့လောကဘာလတရား၃ပါးနဲ့အညီကျွန်တော်တို့လူမျိုးဟာတရားသာတကျွဲဝပါလည်းနဲ့လူတွေမှာညာကြီးညာသွေးမြင့်မားပါလည်းနဲ့စနစ်မကောင်းလို့အုတ်ချုပ်ခဲ့တဲ့သူတွေရဲ့အမှားအကျဉ်းကြောင့်ဒီကနေ့အနေပါဆုံးရောက်နေတယ်ဆိုတာကိုကျွန်တော်တို့ ိုယ်တိုင်သိဒါကြောင့်ကျွန်တော်တို့ဟာယုံဝတ္ထုတွေကနေပါနေပြီမဲ့စိတ်ဓာတ်ကြီးအရာတော့ဘယ်တော့မှကြုံမခံဘူးတခင်စိတ်တခင်မှန်နဲ့တခင်တို့ရဲ့အလံဟောဒီမှာတိုက်ပွဲဝင်အမျိုးသားခုထောင်းအလံနဲ့ကတောင်းလံနှစ်လက်ကိုတပြိုင်တည်းပြည့်သူရင်ကျုံမဟုတ်တဲ့တခင်ရဲ့အဖြစ်ကြားကြပါလို့တိုက်တွန်းနေဆက်ပါမယ်